ဆရာသမားတွေနဲ့ပတ်သက်ပြီးတော့ပေးထားတဲ့မိကောင်းဆွေကောင်းရဲ့အင်္ဂါရက်တွေကဘာလို့ဆိုရင်ပိယောဂရုဘာဝဏီယောဝတ္တာစဝစနကမောဆိုရအဲ့မဲ့ဓမ္မအရေးကြီးတယ်ဆရာတင်ပြီးတော့ကိုးကွယ်မယ်ဆိုရင်အဲ့ဒီအရေးသွေးတွေရှိမရှိကြည့်ရမယ်တဲ့မိကောင်းဆွေကောင်းပြီးရော ချစ်ခင်လေးစားလောက်တဲ့သီလသမာဓိပညာအည်အသွေးတွေရှိရလားဒါချစ်ခင်အပ်တဲ့အနေထားမျိုးရှိရလားဂရုလေးစားလောက်တဲ့ကိုခြင်းတရားရှိရလားဘာဝနိယချီးမွမ်းလောက်တဲ့ကိုခြင်းတရားရှိရလားသို့မဟုတ်မေတ္တာဘာဝနာပွားတဲ့မေတ္တာစိတ်ဓာတ်ထုံတာရှိရလားဝိတ္တာမကောင်းရင်လည်းပွင့်ပွင့်လင်းလင်း ပြောတတ်တယ်ဆုံးမတတ်တယ်အကြံပေးတတ်တဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားဝဆနဲ့ခမောအပြစ်တွေ့လို့သူ့ပြောလို့ရှိရင်လည်းလက်ခံတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားတချို့ကသူများကိုတော့ကိုကဆုံးမတယ်ကိုယ်ဆုံးမရင်မပြောလဲရှာမရှိနဲ့ဟုတ်လားကိုကပြောတဲ့အခါတော့ရှေ့ခြင်းတော့ရှေ့ပေါ့ကိစ္စမရှိဘူးကိုယ်လည်းပြောလို့ရှိရင် မကြိုက်တဲ့လူကပိုများတယ်နော်အဲ့ဒါမျိုးမဖြစ်ရဘူးတဲ့ဝတ္တာ ကိုကလည်းဆုံးမတတ်ရမယ်ဝစနက်ခမသူကပြောလို့ရှိရင်လည်းလက်ခံတာဖြစ်ရမယ်အဲ့ဒီအချက်ကအမတန်ခက်တယ်ဘာဖြစ်လို့ခက်တာတုံးဆိုလူတွေမှာမာနရှိတယ်မာနရှိတယ်မာနရှိသည့်အတွက်ကြောင့်ကိုယ်ရဲ့ငယ်တဲ့ပုဂ္ဂိုလ်ကပြောရင်လက်မခံနိုင်ကိုယ့်အောက်ကလူကပြောလည်းလက်မခံနိုင်ငါတိငါတတ်ငါတော်ငါတတ်လာမပြောနဲ့ဟောပြောလို့ရှိရင်ယံမယ် ဒီနေရာမှာကျတော့ရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်အမတန်မှအတူခိုးကြကောင်းပညာရှိပိသတယ်ပေါ့ရှင်သာရိပုတ္တရာဘယ်လိုပညာရှိပိသလို့ရှင်သာရိပုတ္တရာမထေရကိုတခါတော့ကသင်္ကန်းလေးယုံထားတာလေးကမညီမညာလေးအမှတ်တမဲ့တွဲလောင်းလေးကြာနေတော့ကိုရင်လေးတစ်ပါးကရှောက်တယ်တဲ့ အရှင်ဘုရားအရှင်ဘုရားသင်္ကန်းလေးဟောဒီမဲ့တွဲလောင်းလေးကြနေတယ်ဆိုတော့ရှင်သာရိပုတ္တရာမထေရကကိုရင်လေးပြောတဲ့အတိုင်းဟုတ်နေတော့သူ့သင်္ကန်းလေးကိုသူပြင်းယုံပြီးတော့လက်အုပ်ကလေးချီပြီးတော့ညီသွားပါပြီလားလို့ပြောတယ်နော်ယေရှုတင်တယ်ကိုရင်ယေရှုတင်တယ်လို့ကိုရင်ပေါ့ဆာလေးကဆုံးပြောတာတတိပေးတာကိုလက်ခံ လက်ခံပြီးတော့တန်ခပိယိတကြားထဲမှာသူဘာပြောလဲဆိုတော့ခုနှစ်နှစ်အရွယ်ဒီကနေ့မှာသင်္ကန်းဝတ်လာတဲ့တတဟုပပ္ပစီတောတန်တော်ဇာတိယတတဝတိကောဒီကနေ့မှာကိုရင်ဝတ်လာပြီး အသက်ကလည်းခုနှစ်နှစ်ပဲရှိသေးတယ်အဲ့ဒီကိုရင်လေးကသူ့ဆုံးမပါစေတဲ့ဥထိတ်ရွယ်ပန်ဆင်ပါမယ် ဒါရှင်သာရိပုတ္တရာပြောတဲ့စကား